ကချင်ပြည်နယ်ကချင်ပြည်နယ်အထူးဒေသတဲ့နေမည်များဖြစ်တဲ့ချီဖွေးစော်လော်ပန်ဝါကံပိုင်တီဖီမုံလန်ဆယ်စာရဲမြို့နယ်ကျေးရွာအုပ်စုကျေးရွာများမှနေထိုင်နေဒေသခံပြည်သူများကိုတအိမ်တယောက်စစ်မှုထမ်းဆောင်ရန် KNO KIA လက်နက်ကိုင်ဖွဲ့ကပြီးခဲ့တဲ့ရက်ပိုင်းကစ၍စည်ရင်ကောက်ခံခြင်းများပြုလုပ်နေတယ်လို့ဒေသခံများထံကသိရပါတယ် ကချင်ပြည်နယ်အထူးဒေသတဲ့နေမည်များမှာနေထိုင်ကြတဲ့ဒီတော့ခံပြည်သူများကို KIO KIA လက်နက်ကိုင်ဖွဲ့ကအသက်၁၈နှစ်မှအသက်၄၅နှစ်အထိပါဝင်တဲ့အမျိုးသားအမျိုးသမီးများကိုတအိမ်တရား KIO KIA အဖွဲ့တွင်စစ်မှုထမ်းဆောင်ရန် နိုဝင်ဘာလ၁ရက်နေ့မှစ၍လူဦးရေစစ်တမ်းကောက်ခံနေတယ်လို့စောလုံးမျိုးနေသူပြည်သူတို့ကဆိုပါတယ်။ ဆော့လော်မျိုးနယ်မှာလည်းပြီးခဲ့တဲ့ရက်ကပဲအစည်းအဝေးတစ်ခုလုပ်ခဲ့တယ်။အဓိကကတော့တအိမ်တယောက်စစ်မှုထမ်းဖို့အမိန့်ထုတ်လိုက်တာဟုတ်တယ်။တခြားမျိုးနယ်ကြီးရွာအုပ်စုတွေမှာလည်းတပြိုင်တည်းအစည်းအဝေးနဲ့ဆုတောင်းပွဲတွေလုပ်ခဲ့တယ်။ ်လုတ်တဲ့ပွဲတွေမှာလည်းတအိမ်တယောက်စစ်မှုထမ်းဖို့နဲ့အခွန်နေပေးဆောင်ကြဖို့ပြောဆိုကြတာပဲဟုတ်တယ်အခုချိန်မှာတော့ကြီးရွာအုပ်စုတွေမှာလူဦးရေစီးရင်းနေကောက်ခံနေတယ်လို့သူကဆိုပါတယ်ကချင်ပြည်နယ်အထူးဒေသတဲ့နေမင်းများဖြစ်တဲ့ဆော်လုံဖီမော်ချီဖွေမျိုးတို့မှလည်းပြီးခဲ့တဲ့ရက်ပိုင်းကတနစ်ပြည့်စုတောင်ပွဲများနဲ့အတူကောက်တစ်စာပွဲများကျင်းပရာပွဲတို့မှဒေသခံပြည်သူများတအိမ်တယောက်စစ်မှုထမ်းဆောင်ရန်နဲ့အခွန်ငွေများထည့်သွင်းကြရင် KNO KNA လက်နက်ကိုင်ဖွဲ့စည်းကဒေသခံပြည်သူများအောင်အထူးတိုက်တွန်းပြောဆိုခဲ့တယ်လို့သိရ ပါတယ်။ KIO KIA လက်နက်ကိုင်ဖွဲ့ကယခုလက်ရှိမှာ၎င်းတို့ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ်အထူးဒေသတဲ့နေမြများပြန်လည်မကြဆုံးစေရန်ဝိုင်းမော်ကြီးပွေဝိုင်းမော်ကမ်ပိုင်တီတောလန်းတလျှောက်မှာအခိုင်အမာခံသက်ပြင်ဆင်ထားခြင်းများပြုလုပ်ထားပြီးဒေသအတွင်းနေထိုင်တဲ့ပြည်သူများကိုလည်းတအိမ်တယောက်စစ်မှုထမ်းဆောင်ရန်အတွက်မြေပြင်တွင်လူဦးရေစီးရင်ကောက်ခံခြင်းများပြုလုပ်နေပြီးတချို့ဒေသများမှာနိုဝင်ဘာလ15ရက်နေ့နောက်ဆုံးထား၍လာရောက်စီးရင်ပေးတွင်ကြရန်ချင်းချောက်ပြောဆိုနေတယ်လို့သိရပါတယ်။ KIOKIA လက်နက်ကင်ဖွဲ့တို့ကဒေသခံပြည်သူများကိုအတုံးချကောင်းအချင်းချင်းစိတ်ဝမ်းကွဲစေရန်ရည်ရွယ်ချက်ရှိရှိဖြင့်စစ်မှုမထမ်းမနေရအမိန်ကိုပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ခဲ့ပြီးလက်ရှိချိန်မှာအဆိုပါထုတ်ပြန်အမိန်အားအကောင့်ထဲပေါ်ဆောင်ရွက်နေတယ်လို့မြေပြင်သတင်းအချက်အလက်များအရသိရပါတယ်။ အဆိုပါအတင်းအားဓမ္မလူသစ်စုဆောင်ခြင်းများပြုလုပ်နေ၍ဒေသခံပြည်သူများမှမိမိတို့မွေးရဒေသများတွင်နေထိုင်နိုင်ခြင်းမရှိတော့ပေနီးစပ်ရာတရုတ်ပြည်တို့၎င်းဝိုင်းမုံမြစ်တနာမြို့နယ်များတို့၎င်းခက်ခက်ခက်ခဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံများရဲ့ပြောပြချက်အရသိရပါတယ်။